အော်တိုဗာလ21ရက်နေ့ကဘာရှိသတင်းထူများ Welcome to the Din Kid ဒီတင်ပြချက်မှာဆိုရင်နိုင်ငံတကာရေးရမှာထိတ်တဲရောက်တဲ့သတင်းတွေနဲ့လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီးစီးပွားရေးလူမှုရေးသဘောဝပြီးစားတဲ့သတင်းတွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ် ။အရင်တည်းတေတန်တောင်းဆိုခံရတဲ့ဝန်ကြီးချုပ်ဟောင်းရှိခ်ဟာစီနာနိုင်ငံရေးအာဏာကိုဆယ်စုနှစ်များစွာဆွဲကင်ထားတဲ့ကောင်းဆောင်တဦးဟာရုတ်တရက်ရာရုကနေပြုတ်ကျသွားရုံသာမကတေတန်အကြည့်ပါချမှတ်ခင်ရဖို့တောင်းဆိုခံရရပြီဆိုရင်ယုံနိုင်ပါမလားအခုလိုဖိရမျိုးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ရှိဖြစ်ပျက်နေပါတယ်ပြီးခဲ့တဲ့နှစ်ကတက္ကသိုလ်အကြောင်းသားတွေဦးဆောင်တဲ့ကြီးမားတဲ့ဆန္ဒပြပွဲတွေကြောင့် ရှာရုကနေနှုတ်ထွက်ခဲ့ရတဲ့ဝင်ကြီးချုပ်ဟောင်းရှိတ်ခါစီနာဟာသူသားရဲ့ပေါ်ကျူးလွန်ခဲ့တဲ့ရှားဆွေးမှုတွေနဲ့ပတ်သက်ပြီးတည်ထံပေးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရရှင်တွေကတိုက်တွန်းတောင်းဆိုနေကြပါပြီ။ဘာကြောင့်ဒီလိုအပြင်းထန်တောင်းဆိုနေရတာလဲဆိုရင်ဆန္ဒပြပွဲတွေအတွင်းလူပေါင်း1400ကျော်တိုက်ဆုံခဲ့ရတာဘသူရဲ့တာဝန်လဲ။အိန္ဒိယနိုင်ငံကိုထွက်ပြေးတင်းရှောင်နေတဲ့ရှိတ်ဟာစီနာရဲ့နိုင်ငံရေးအနာဂတ်ဘယ်လိုရှိနိုင်မလဲဆိုတာ သိရှိရအောင်တင်ပြချက်ကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်။ရှားရုကလည်းနှုတ်ထွက်ခဲ့ပြီးနောက်အိန္ဒိယနိုင်ငံကိုထပ်ပြီးတင်းရှောင်နေတဲ့ဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာဟာလူသားများအပေါ်ကျွလွန်သောရာဇဝတ်မှုနဲ့ဆွဲချက်တင်ခံထားရပါတယ်။ဒီဆွဲချက်တင်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်းလွန်ကျော်ရေးဖွဲ့တွေရဲ့ဖြုတ်ခဲမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်သူပေါင်း1400ကျော်တည်ဆုံခဲ့ခြင်းပဲဖြစ်ပါတယ်။တရင်တွေအရဆန္ဒပြအုပ်စုတွေကိုဖြိုခွင်းဖို့ရှိတ်ဟာစီနာကိုတိုင်အမိန့်ပေးခဲ့တယ်ဆိုတဲ့အသံဖိုင်တစ်ခုထပ်ပေါ်ခဲ့ပေမယ့်၎င်းကတော့ဒီချက်ကိုညှင်းဆန်းထားပါတယ်။ဘင်္ဂလားဒေ့ရှ်ရှိနေချုပ်ဖြစ်သူအစ္စလာမ်ရဲ့ပြောကြားချက်ဟာအလွန်ပြင်းထန်ပြီးအလေးနက်ထားစရာပါ။အဲ့ဒါကလူသားဆန်လို့မဖြစ်နိုင်တဲ့အတွက်အနည်းဆုံးတစ်ခုတော့တောင်းဆိုပါရစေ။ ရှိတ်ဟာစင်နာရဲ့ရီမန်ချဟာသူကိုယ်တိုင်နဲ့သူ့မိသားစုအတွက်အာနာကိုထာဝရဆွဲခိုင်းထားဖို့ဖြစ်တယ်။သူဟာရှင်းဆက်ကြံကြုတ်တဲ့ရာဇဝတ်ကောင်အဖြစ်ပြောင်းလဲခဲ့ပြီးသူမှာကျူးလွန်ခဲ့တဲ့ရှင်းဆက်ကြံကြုတ်မှုအတွက်နောင်တရတာမျိုးကိုမပြခဲ့ဘူးလို့ရှင်းနေကြောကပြောကြားခဲ့ပါတယ်။ဒါကြောင့်လူပေါင်း1400ကျော်တည်ဆုံမှုအတွက်ရှိတ်ဟာစင်နာကိုတည်ထောင်ပေးရမယ်လို့သူကတိုက်တွန်းတောင်းဆိုနေတာဖြစ်ပါတယ်။ တဖက်မှာတော့ရှိတ်ဟာစီနာရဲ့ရှိနေကဆန္နာပြသူတွေကိုလွန်ကျော်ရေးတက်ခွေတွေကအတင်းအကျပ်ဖြုတ်ခွင်းခဲ့တယ်ဆိုတဲ့ဆွဆွဲချက်ကိုပြန်လည်ညှင်းဆန်းထားပါတယ်။လက်ရှိမှာတော့ရှိတ်ဟာစီနာအတင်းပြည်ထောင်ဝင်ကြီးဟောင်းနဲ့ရဲချိုးတို့လို ထိတ်တန့်ရာရှိတွေကိုလည်းဆွဲချက်တင်နိုင်ဖို့ကြိုးပမ်းနေပြီးဘင်္ဂလားဒေ့ရှ်အစိုးရဟာရှိတ်ဟာစီနာကိုအကျင့်ပြက်လက်စားမှုတွေနဲ့ပါထပ်မံဆွဲချက်တင်ဖို့စီစဉ်နေတယ်လို့သိရှိရပါတယ်။ဒီလို့ တရားရေးဆိုင်ရာလုပ်ငန်းစဉ်တွေအတင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအင်အားကဟာလည်းပြောင်းလဲလာနေပါပြီ။ဒါမဲ့ဖေဗရူလာမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲမှာရှိတ်ဟာစီနာရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အေဝါမီလိပါတီကိုပါပါဝင်ရှင်ပိုင်ခွင့်ကနေပိတ်ပင်ထားပါရယ်။ဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာရှိတ်ဟာစီနာရဲ့အာဏာဆက်ကိုအပြီးတိုင်ထုတ်ငင်းသွားစေဖို့ကြိုးပမ်းနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းတာတာနေပါရယ်။ တေးချံပေးဖို့တောင်းဆိုခံရတဲ့အခြေဖြစ်လာတဲ့ကြီးဖြစ်စေဟာအာနာရှင်ဆန်တဲ့ခေါင်းဆောင်တွေအတွက်ပြည်သူအင်အားနဲ့ဥပဒေရဲ့တန်တန်တရားမှုဟာဘလောက်ထိကြီးမားလဲဆိုတာကို ပြသနေတဲ့တာရကတစ်ခုပဲဖြစ်ပါတယ်။တဲ့အမြင်မှာရောယာရုခနှုတ်ထွက်သွားပြီးဖြစ်တဲ့ခေါင်းဆောင်တအုပ်ကိုဒီလိုပြင်းထန်တဲ့ဆွဲချက်တွေနဲ့တရားစီရင်တာဟာဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက်မှတ်ကန်တဲ့လုပ်ရလားဆိုတာ comment မှာတင်းရဲ့တွင်မြင်ကိုဝေမျှပေးခဲ့ပါဦး။တင်းနေ Trey ရဲ့အမေ Venezuela မျိုးပေါ် CIA ကိုစစ်စင်ရေးလုပ်ခွင့်ပေးသမရမာဒူရိုကိုဖြုတ်ချမှာလားသို့မဟုတ် American ရဲ့လေဝဲစစ်စင်ရေး Venezuela ကိုဘာကြောင့်ဝင်ရောက်နေရလဲ။နိုင်ငံတကာနိုင်ငံရေးမှာအငြင်းပွားဝယ်ရာအကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုကို American သမရဒေါ်နယ်ထရန့်ကအခုပဲအတည်ပြုလိုက်ပါပြီ။အဲ့ဒါကတော့ Venezuela မျိုးပေါ်မှာ CIA အဖွဲ့ကိုစစ်ဆင်ရေးတွေလုံဆောင်ဖို့ခွင့်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာဗနီဇွဲလာမျိုးပေါ်မှာလူသေးသေးလောက်တဲ့စစ်ဆင်ရေးတွေအထိလုံဆောင်ခွင့်ပြုလိုက်မယ်လို့ New York Times နဲ့စာကရေးသားခဲ့ပါတယ်။ဒါဆိုရင် CIA ကိုဗနီဇွဲလာမှာဘာတွေလုပ်ခိုင်းထားတာလဲ။ရုရှားနဲ့စစ်ဆင်ရေးကောင်းတဲ့တမရနီကိုလတ်စ်မာဒူရိုကိုဖျောက်ချဖို့ကြိုးပမ်းနေရလား။တမရထရန့်ကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့တဲ့အကြောင်းရင်းတစ်ခုနဲ့ ီစစ်စင်ရေးရဲ့နောက်ွယ်ကရည်ရွယ်ချက်တွေကိုသုံးသပ်ကြည့်ကြအောင်ပါ။ဖနီဆွေလောမီပေါ်မှာ CIA ကိုဘာကြောင့်စစ်စင်ရေးတွေလုခင်ပေးရတာလဲဆိုတဲ့သတင်းတောက်တွေရဲ့မိကုံကိုသမရာထရန်ကပြပြတတဖေးကြခဲ့ပါတယ်။သူရဲ့အကြောင်းပြချက်နှစ်ခုကတော့ထရန်ကဗနီဇွဲလာနိုင်ငံဟာအကြမ်းဖက်သမားတွေကိုရှိနေခွင့်ပြုထားလိုပါလို့ဆက်ဆွဲခဲ့ပါတယ်။အမေရိကန်အစိုးရရဲ့အငြင်းအယဗနီဇွဲလာအစိုးရဟာ မူရည်စေဝါအကျဉ်းဖက်သမားခိုင်းမျိုးကိုလက်ဖက်ခွင့်ပေးထားတယ်လို့ဆိုပါတယ်။ဒုတိယအချက်ကတော့မူရည်စေဝါပြည်တနာပါပဲ။ထွန်းကဗနီဇွဲလာကနေကျွန်တော်တို့စီကိုမူရည်စေဝါတွေအများပြဝင်လာနေပါတယ်လို့ပြောပါတယ်။ဒီမူရည်စေဝါအများစုဟာပင်လယ်ဘိုးဖြတ်ပြီးလာကြတာမို့ပင်လယ်ပြင်မှာတားဆီးမှုတွေလှုပ်ဆောင်နေသလိုမြေပြင်ခန့်တွေပါတားဆီးသွားမယ်လို့ထက်လောင်းပြောဆိုခဲ့ပါတယ်။တကယ်တော့ပြီးခဲ့တဲ့စက်တင်ဘာလကလေးက ဗနီဆွေလာကမ်းလွန်ပင်လယ်ပြင်မှာအမေရိကန်စစ်သည်မော်တွေဖြန့်ကျက်ချထားပြီးဖြစ်ပြီးအမေရိကန်တပ်ဖွဲ့တွေဟာမူရည်စေဝါမော်ကိုဂူနီရဲလို့ယူဆရတဲ့တင်မော်အနည်းဆုံး၅ဆင့်ကိုဖျက်ဆီးပစ်ခဲ့ပေးပါပြီ။ဒီလိုစစ်စင်ကြီးတွေလုံဆောင်ခွင့်ပြုလိုက်ပေမဲ့သတင်းထောက်တွေရဲ့အဓိကမေးခွန်းတစ်ခုကိုတော့သမလာထရန်ကဖြည့်ရှင်းသိဖို့ညှင်းဆိုခဲ့ပါတယ်။အဲ့ဒါကတော့သမလာနီကိုလတ်စ်မာတူရိုကိုဖေရှားရှင်းလင်းပြဖို့ CIA ကို ခွင့်ပြုထားသလားမထားဘူးလားဆိုတဲ့မိကုံးမှာပဲထရန်ကဒီလိုမိကုံးမျိုးကိုကျွန်တော်မဖြေချင်ပါဘူးဒါကကျွန်တော်အတွက်ဖြေရမှာရဲစရာကောင်းနေတဲ့မိကုံးတစ်ခုပဲဖြစ်ပါတယ်လို့သာတုံ့ပြန်ခဲ့ပါတယ်ထရန်ရဲ့ဒီတုံ့ပြန်မှုဟာလုံမယ်မလုပ်ဘူးဆိုတာကိုတရိုက်မပြောပဲပထဝီနိုင်ငံရေးအရာနေရာမှုကိုဆက်ပြီးထားရှိထားတယ်လို့သုံးသပ်ရပါတယ်ဗန်နီဆွဲလာအစိုးရကိုဖြုတ်ချဖို့လိုရရင်အမေရိကန်နေနဲ့ လျှို့ဝှက်ဆက်စင်ရေးကိုအသုံးပြုနိုင်နေဆိုတော့တဲဝိုက်တော့ချင်းချမှုကိုပေးလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ဒီဆက်စင်ရေးတွေကမူရည်စေဝါထင်းချိုရေးကိုအထောက်ပြပေးမယ်။နောက်ကဲမှာဗနီဇွဲလာဆိုရကိုနိုင်ငံရေးအရာဖိအားပေးဖို့ရည်ရွယ်ချက်ကအထူးကကြာနေပါတယ်။ဒီလို CIA ဆက်စင်ရေးတွေဟာဗနီဇွဲလာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဘယ်လောက်ထိထိခိုက်စေနိုင်မလဲ။နိုင်ငံတကာရဲ့တုံ့ပြန်မှုဘယ်လိုရှိလာမလဲ။ ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။သတင်းသုံးနေ့စဉ်ချင်းချောင်းနေတဲ့တရုတ်ဖီဒိန်ကိုစပိုင်တွေဆက်လွတ်နေကြောင်း MI5 သတိပေးအနာနိုင်ငံများကိုဟက်ကာများဖြင့်တိုက်ခိုက်နေတဲ့တရုတ်ဤလျှို့ဝှက်စစ်ပွဲခေတ်သစ်စစ်ပွဲတွေဟာစစ်နေပြင်းမှာသာမဟုတ်တော့ပဲထောက်လန်ရေးနဲ့စိုက်ဘာနယ်ပယ်တွေအထိကူးစက်လာနေပါပြီ။ဖီဒိန်ထောက်လန်ရေးအေဂျင်စီခေတ်တဲ့ MI5 အဖွဲ့ကတရုတ်နိုင်ငံဟာသူတို့ရဲ့နိုင်ငံအပေါ် နေ့စဉ်ချိန်ချောက်လျက်ရှိနေတဲ့ဆိုတော့အလုံးရေးကြီးရဲ့သတိပေးချက်ကိုထုတ်ပြလိုက်ပါတယ်။ MI5 ရဲ့အဆိုအရတရုတ်နိုင်ငံဟာဗီဒင်ရဲ့လုပ်ငန်းတွေမှာဇောင်းဝင်ဆက်ဖက်ဖို့အတွက်သူလီယိုစပိုင်တွေကိုဆယ်လွတ်နေရလို့ဆက်ဆွဲထားပါတယ်။ MI5 ညွှန်ကြားရေးမှူးချုပ်ရဲ့ပြောကြားချက်အရနိုင်ငံသားအတိုင်းပြည်တွေကဗီဒင်ကိုချိန်ချောက်မှုဟာပြီးခဲ့တဲ့နှစ်နဲ့နှာရှင်ရင်35ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်တဲ့။ဒီထဲမှာတရုတ်ရုရှားနဲ့ အီရန်နိုင်ငံတို့ပါဝင်ပါတယ်။ MI5 ညွန်ကြားရေးမှူးချုပ်ခင်မက်ခေါ်လင်ကတရုတ်နိုင်ငံနဲ့ဆက်နွယ်နေတဲ့သူတွေဟာဗီဂျင်းနိုင်ငံရဲ့လုံခြုံရေးကိုထိန်းချုပ်မှုတွေနေစဉ်ရှိနေပါတယ်လို့ချက်ပြက်သားသားပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဖတ်တွေမှာတော့တရုတ်နိုင်ငံနဲ့ဆက်နွယ်တဲ့စပိုင်တွေရဲ့ဇာဝင်ဆွဲဖက်ဖို့ကြိုးပမ်းမှုတွေကိုတွေ့ရှိခဲ့ရတယ်လို့သူကထပ်လောင်းအကြေပြုခဲ့ပါတယ်။ဒီလိုချင်းချောက်မှုတွေဟာဗီဒီယိုတစ်ခုတည်းမဟုတ်ပါဘူး။ American ၊ Fiji နဲ့ New Zealand နိုင်ငံပါဝင်အနောက်အုပ်စုနိုင်ငံတွေကတရုတ်နိုင်ငံကိုပြင်းပြင်းထန်ထန်ဝေဖန်ဆက်ဆွေးနေကြတာလည်းရှိပါတယ်။တရုတ်ဟာ online ကတစင်စုံစမ်းထောက်လှမ်းမှုတွေကိုလုပ်ဆောင်နေရလို့ဆက်ဆွဲခံထားရပါတယ်။တရုတ်အစိုးရရဲ့ Corona ကံပြုထားတဲ့ hacker တွေဟာအဲ့ဒီနိုင်ငံတွေရဲ့လက်တော်အမှတ်တွေနဲ့အဓိက institution တွေကို cyber တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့တယ်လို့လည်းဆက်ဆွဲခဲ့ပူပါတယ်။ဒါပေမဲ့လည်းတရုတ်အစိုးရကတော့ ဒီဆဆွဲချက်အားလုံးကိုလုံးဝငင်းဆန်ပယ်ချလိုက်ပါတယ်။ဗီဒီယိုနိုင်ငံဆိုင်ရာတရုတ်တန်ရုံရဲ့ပြောရေးဆိုခွင့်ရှိသူကတရုတ်နိုင်ငံဟာတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဘယ်တော့မှဆက်ဖက်တာမျိုးမလုပ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ MI5 ရဲ့ဒီလိုပြတ်သားတဲ့သတိပေးချက်ဟာတရုတ်နဲ့အနောက်အုပ်စုကြားကပြည်ပခတ်ဟောင်းကုန်သွယ်ရေးနဲ့စီးရေးနယ်ပယ်တွေကနေလျှို့ဝှက်ထောက်လှမ်းရေးစစ်ပွဲ intelligent warranty ကျေပက်လာနေပြီဆိုတာကိုထင်ဟန်နေပါတယ်။ တရုတ်ဘက်ကဘယ်လိုပဲညင်းဆိုပါစေဖီတိန်ပါဝဲအမေရိကန်နဲ့နယူးဇီလန်လိုအဓိကဒီမိုကရေစီနိုင်ငံတွေရဲ့ထောက်လှမ်းရေးဖွဲ့တွေကတဖက်နဲ့တည်းဒီလိုပြင်းထန်တဲ့ဆက်ဆွဲချက်တွေ ထုတ်ပြန်လာတာဟာအနောက်နိုင်ငံတွေရဲ့စိုးရိမ်ပူပန်မှုဟာအလိုမြင့်မားနေပြီဆိုတာကို ပြသနေပါတယ်။ဂျာဟာအနာဂတ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေဂျာကဆက်ဆံရေးကိုပုံမတင်ပါစေမယ့်အဓိကအချက်တစ်ချက်ပဲဖြစ်ပါတယ်။သတင်းလေး တရက်အတွင်းလူ26ဦးသေဆုံးမှုကနေအစ္စရေးကာစာအပြစ်ခတ်ရစေရေးပြိုလဲတော့မလားအမေရိကန်တပ်မတော်ဒေါ်နယ်ထရန့်ချင်းပြေးပေးခဲ့တဲ့အစ္စရေးနဲ့ဟာမတ်တို့ရဲ့အပြစ်ခတ်ရစေရေးဟာသက်တမ်းတစ်ပတ်ကျော်မှာပဲအပြင်းထန်ဆုံးစံတမ်းမှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီအဖြစ်ဖြစ်ဟာအော်တိုဗာလ20ရက်နေ့မတိုင်မီမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဟာမတ်ဘက်ကတင့်ဖြတ်တုံးကြီးပြစ်လို့မှုကြောင့်အစ္စရေးစစ်သား2ဦးသေဆုံးခဲ့ပြီးနောက် အစ္စရေးကချက်ချင်းဆိုသလိုပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ပါလက်စတိုင်းဘက်ကထုတ်ပြန်ချက်အရဒီတိုက်ခိုက်မှုတွေကြောင့်ကလေးနဲ့အမျိုးသမီးတအုပ်အပါအဝင်အနည်းဆုံးလူ26ဦးသေဆုံးခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲအစ္စရေးဘက်ကတိုက်ခိုက်မှုတွေပြီးမှအပြည့်ခက်ရစရေးပင်လယ်ဆတဲ့ကြောင့်ကြီးညာခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရတွေကအဖြစ်ရဲ့ရေရဲ့ခိုင်မာမှုကိုမိကုံထုတ်เสียဖြစ်လာစေပါတယ်။ ီအခြေအနေမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဂျူးသမ္မတဂျီဒီဗန်စ်တို့ကထောက်ဖော်ပြောဆိုခဲ့တဲ့ဟာမတ်အဖွဲ့အတွဲကွဲပြားမှုနဲ့အကူအညီများတင်ပို့ပေးမဲ့ကိစ္စတွေကိုပါဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ Israel စစ်တပ်ကဟာမတ်တင်ပြတုံးချီချောင်းစစ်သားနှုတ်သေဆုံးခဲ့ရတဲ့အတွက်လက်တုံ့ပြန်တဲ့အနေနဲ့ဟာမတ်တံမိုးတွေဥမင်လိုက်ကောင်းတစ်ခုနဲ့လက်နက်သူလာရနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ါလက်စတိုင်းဒေသခံတွေနဲ့ကျမ်းမာရေးအာဏာပိုင်တွေကတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာလူနေအိမ်ယာတွေအနည်းကိုပါကြောက်ရောက်ခဲ့ပြီးအရက်သား26ဦးသေဆုံးခဲ့ရတယ်လို့အတည်ပြုထားပါတယ်။ Israel က Hamas ဘက်ကအတိရဲ့ချူဖာမှုကြောင့်ဂါဇာကိုပေးဖို့နေတဲ့အကူအညီတွေကိုရပ်ဆိုင်းခဲ့ပါသေးတယ်။ဒါပေမဲ့ American ရဲ့ဖိအားပေးမှုကြောင့်နောက်ဆုံးမှာတော့ October 20ရက်မှာ အကူအညီတွေပြန်ဆောင်ဖို့သဘောတူခဲ့ပါတယ်။၎င်းသည် လူသားချင်းစာနာဟောက်ထားမှုအခြေအနေဆိုးရွားနေတဲ့ဂါဇာအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကတော့အပြစ်ခက်ရစဲမှုဆက်ရှိနေတဲ့ကြောင်းအတည်ပြုရင်းအပြစ်ရချိုးဖောက်မှုမှာ Hamas ခေါင်းဆောင်ပိုင်းကမပတ်သက်နိုင်ဘူးလို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဒီအမြင်ကိုဒူးသမ္မတ JD Vance ကလည်းပဲ့တင်ထက်ခဲ့ပါတယ်။သူက Hamas မှာတက်ဖွဲ့ကွဲ40လောက်ကွဲနေပြီးတချို့ကအပြစ်ရလိုက်နာပေမဲ့ တချို့ကမလိုက်နာဘူးဖြစ်နေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်း Hamas လက်နက်ကိုင်တပ်ဖွဲ့ကတော့သူတို့ဟာအပြစ်ရတာကိုလေးစားလိုက်နာစေဖြစ်ပြီးဖြစ်ခဲ့တဲ့တိုက်ခိုက်မှုတွေကိုမသိရှိဘူးလို့တုံ့ပြန်ထားပါတယ်။လူ26ဦးသေဆုံးခဲ့ရတဲ့ဒီတိုက်ခိုက်မှုက Israel နဲ့ Hamas ကြားကအပြစ်ခက်ရစေးရေးဟောင်းဘလောက်တောင်မခိုင်မာသေးသလဲဆိုတာကိုတင်ဟက်ကြားသားနေပါတယ်။သမ္မတထရန့်တို့ရဲ့သုံးသက်ချက်အရ Hamas အတွင်းမှာ ဗဟုထုတ်ခိုင်မှုမရှိတဲ့အဖွဲ့ငယ်လေးတွေရဲ့လှုပ်ရှားမှုကြောင့်အပြစ်ရဲ့ရေးဟာအချိန်မရေပြိုလဲသွားနိုင်တဲ့ NDA ရှိနေပါတယ်။ ISRE ရဲ့လေချောင်းတိုက်ခိုက်မှုတွေကလူသက်တွေကိုဆုံးရှုံးစေခဲ့တယ်လို့အခုအညီတွေကိုရပ်တန့်စေခဲ့တာဟာလေကောင်းစားဒီကခံတွေရဲ့ဘဝပေါ်ပုံမှုခက်ခဲစေခဲ့ပါတယ်။ဒါကြောင့်ဒီလိုစစ်ပွဲတွေရပ်တန့်ဖို့အတွက် Hamas အဖွဲ့အစည်းကိုဘယ်လိုမျိုးစနစ်တကျလက်နက်ဖြုတ်သိမ်းနိုင်မလဲဆိုတဲ့မေးခွန်းဟောင်းအမေရိကန်နဲ့ဒေသရဲနိုင်ငံတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။တရင်းကဇလန်စကီကိုနေနေပေးရန်ချက်အတင်းချက်ဖိအားပေးရုရှားယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မယ့်အလားလာရှိတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗလာဒီမာဇလန်စကီတို့ရဲ့တွေ့ဆုံဆွေးနွေးပွဲဟာမျှော်လင့်ချက်တွေနဲ့စတင်ခဲ့ပေမယ့်အဆုံးမှာတော့ယူကရိန်းကိုယ်စားလှယ်အဖွဲ့စိတ်ပြတ်အားငယ်ခဲ့ရတဲ့ဆွေးနွေးပွဲတစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာ18ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီတွေ့ဆုံမှုအတွဲမှာသမ္မတဒေါ်နယ်ထရန့်ကယူကရိန်းကိုနေနေမြများလက်လွတ်ပေးဖို့အတင်းအကျပ်ဖိအားပေးခဲ့တယ်လို့သတင်းရှင်းပြတစ်ခုကအတည်ပြုခဲ့ပါတယ်။ဒါအပြင်ရုရှားနိုင်ငံအတွင်းမှအထိလျှံ့ကျင့်နိုင်မဲ့အဓိကလက်နက်ဖြစ်တဲ့တော်မဟုတ်တုံးကြီးတွေပေးဖို့ကိုကငင်းဆိုခဲ့ခြင်း။ရုရှားနဲ့အပေးယူမလို့ရင်ယူကရိန်းနိုင်ငံအေးခဲသွားမယ်ပျက်စီးသွားမယ်လို့သတိပေးခဲ့ခြင်း။ စတဲ့အငင်းပါဝယ်ရာအချက်တွေဟာဒီသတင်းထဲမှာပါဝင်နေပါတယ်။တမရာချွတ်ဟာယူကရိန်းတမရာဇလန်စကီကိုငယ်နေလက်လွတ်ပေးဖို့ဖိအားပေးခဲ့ကြုံမကတိုက်စော်မှုအပြီးမှာဒင်းထောက်တွေကိုပြောခဲ့တဲ့စကားကပိုပြီးပေါ်လင်းစေပါတယ်။အခုဖြစ်နေတဲ့အတိုင်းပဲနေနေပိုင်းထားလိုက်ပါ။နေနေ88ရာခိုင်နှုန်းလောက်ကိုရုရှားကယူထားပြီးပြီလို့ချွတ်ကတိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ဇလန်စကီကတော့ဘဲနေမီကိုမှ အလိုလျောက်လက်လွတ်မှာမဟုတ်ဘူးလို့ငြင်းဆိုခဲ့ပေမဲ့ Tran ကတော့လက်ရှိတိုက်ပွဲမြင်တဲ့အချိန်အပြစ်အခက်ရစဲဖို့ကိုပါအဆုတ်ပြုခဲ့တာပါယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်တဦးကဒီတွေ့ဆုံမှုဟာတော်တော်ဆိုးပါတယ်လို့တောင်းမှတ်ချက်ပြုခဲ့ပါတယ်။ Tran ကရုရှားနဲ့အပေးယူမလို့ရင်ယူကရိန်းဟာအေးခဲသွားမယ်ပျက်စီးသွားလိမ့်မယ်လို့ချိန်ချောက်ခဲ့တာကြောင့်လေကိုယ်စားလှယ်အဖွဲ့စိတ်မသက်မသာဖြစ်ခဲ့ရတာပါ။ဒီတွေ့ဆုံမှုမတိုင်ခင် ကြာတာရင်းတွေက သမရာထရဟာရုရှားသမရာပူတင်နဲ့ဖုန်းပြောခဲ့ပြီးဒီဖုန်းခေါ်ဆိုမှုရဲ့အဆောက်လွှမ်းမှုမှုဟာဆူနီဝဲမှာကြီးမားခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ပူတင်ဟာယူကရိန်းဘက်ကိုဒိုနက်စ်နဲ့လူဟန်စေတာတွေကိုဆွန့်လွတ်ဖို့တောင်းဆိုခဲ့ပြီးလဲလံတဲ့အနေနဲ့ဆပ်ပရစ်စီယာနဲ့ခါဆောင်ဒေတာတို့ကိုပြန်ယူဖို့နေငယ်ချင်းလဲလံရေးကိုအဆောက်ပြုခဲ့တယ်လို့သိရပါတယ်။ American 2ကိုဆက်လက်စတီဝတ်စကော့ဖ်ဘာဝေး American ရရှိတွေကလည်း ူတင်ရဲ့အဆိုပြုချက်အတိုင်းယူကရိန်းဘက်ကို ပြင်းပြင်းထန်ထန်ဖိအားပေးခဲ့ပါတယ်။ယူကရိန်းဘက်ကတော့ဒီနေမျိုးတွေကိုလွတ်လွတ်လပ်လပ်ရရင်ဂျွန်ဘတ်စ်အနောက်ခြမ်းနေမျိုးတွေကိုပါပေးလိုက်ရမှာဖြစ်ပြီးနိုင်ငံရဲ့ကျန်းမာရေးနေရာတွေကိုရုရှားရဲ့တိုက်ခိုက်မှုအန္တရာယ်ပုံများစေနိုင်လို့ကိုကိုကိုတတ်သေးတာနဲ့တူရဲလို့ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကရှုမြင်ထားပါတယ်။ယူကရိန်းကိုနည်းမြေပေးရဖို့ထရဲ့တိုက်တွန်းချက်ဟာယူကရိန်းကိုပူတင်နဲ့ဆွေးနွေးဖို့ စပွဲစီအတင်းကျပ်တွန်းပို့လိုက်တဲ့နိုင်ငံရေးလှုံ့ဆော်မှုအခေရှုမြင်နိုင်ပါတယ်။တွမ်ဟော့ဂျွန်ကြီးညင်းပယ်ခြင်းနဲ့လုံခြုံရေးအာမခံချက်ပေးမယ်လို့ပြောဆိုခြင်းဟာစစ်ပွဲကိုရှေ့ဆက်တိုးမဲ့အစားလက်ရှိအခြေအနေမှာရပ်တန့်စေလိုတဲ့ထရက်ရဲ့မူဝါဒကိုပိုပြီးထင်ရှားစေပါတယ်။ဒါပေမဲ့ယူကရိန်းအတွက်ကတော့၎င်းတို့ရဲ့နေမြေတည်တံ့ခံရရေးကိုအကြီးကျယ်ဆင်ခေါ်လာတဲ့ဖိအားဖြင့်ခံယူခဲ့ရပါတယ်။ပူတင်ရဲ့နေမြေလက်လက်ရေးကန့်လန့်ချက်ကို အမေရိကန်ကိုယ်စားတွေကပါပြန်လည်ဖိအားပေးတာဟာအမေရိကန်ဟာယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်စိတ်စကားပြောသူအနေနဲ့ပုံပြီးရက်တီလာပြီဆိုတာကိုပြသနေပါတယ်။ရွှေရဲ့နေနေပေးဖို့တိုက်တွန်းချက်အပေါ်တင်ဘလိုမြင်ပါတလဲ။ဒီဆုံးဖြတ်ချက်ကယူကရိန်းရဲ့အတွက်အမှန်တကယ်ငြိမ်းချမ်းရေးဖြစ်လာစေမလားဆိုတာကတော့စောင့်ကြည့်အောင်ပါပါ။တရင်6ဒေါ်လာ17တန်းအာမခံလေပြားအာနာရှင်ဂရာဖီတာ ။ဘာကြောင့်ဆယ်စုနှစ်တခုကြာအကျဉ်းချခံနေရသလဲ။ဟန်နီဘယ်ဂရာဖီပြန်လွန်မလား။လစ်ပြားသားကိုဒေါ်လာသက်ပေါင်းများစွာတောင်းဆိုသည့်လက်နော်။လစ်ပြားအာနာရှဲဟောင်းမိုအာမာဂရာဖီဟောင်းကွင်လွန်သားပြီဖြစ်ပေမဲ့သူ့ရဲ့သားတွေရဲ့ကံကြမ္မာဟာတော့ကဘာအာယုံဆိုင်မှုကိုခံနေရစေပါ။အခုတခါသတင်းဖြစ်လာသူကတော့ဂရာဖီရဲ့သားဖြစ်သူ ဟန်နီဘယ်ဂရာဖီပါပဲ။ဟန်နီဘယ်ဟာလက်နော်နိုင်ငံမှာဆယ်စုနှစ်တစုကြောင် ဆဲချက်တင်မခံရဘဲအချင်းချခံရခဲ့ရသူဖြစ်ပါတယ်။အော်တိုဗာလာ၁၈ရက်နေ့မှာတော့လက်နော်တရားသူကြီးတို့ကသူကိုပြန်လွတ်ပေးဖို့အမိန့်ချမှတ်လိုက်ပြီလို့သိရပါတယ်။ဒါပေမဲ့ပြဿနာကဒီမှာစတာပါ။ပြန်လွတ်ပေးဖို့အတွက်တရားရုံးကတောင်းဆိုခဲ့တဲ့အာမခံငွေ ပမာဏဟာ American dollar 7သန်းဖြစ်နေလို့ပါပဲ။ Hannibal Graffy ဟာဒါကြောင့်ဒီလောက်နှိရှေကြအချင်းချခံရရတာလေ ဒေါ်လာ၁၁သန်းကပေးဆောင်နိုင်တဲ့ပမာဏလားဒီဆုံးဖြတ်ချက်ရဲ့နောက်ကွယ်မှာဘလို့နိုင်ငံရေးတင်းမာမှုတွေရှိနေတယ်လဲဆက်လက်လိုက်ပါကြည့်ရှုသေးပါအောင်ရှင်2015ခုနှစ်မှာ Hannibal Graphy ဟာ Lebanon စစ်တွေးကြတွေရဲ့ပြန်ပေးဆွဲခံခဲ့ရပြီးနောက် Lebanon ရဲတပ်ဖွဲ့ကသူ့ကို Baalbek မြို့မှာဖမ်းဆီးရမိခဲ့ပါတယ်အဲ့ဒီအချိန်ကလေးကသူဟာ Beirut မြို့တော်ရဲ့ရဲဌာနချုပ်အကျဉ်းဆက်ခန်းထဲမှာပဲတရားရင်ဆိုင်ရခြင်းမရှိပဲ ဇာတိုက်ထိမ့်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။ပီကရယ်နှစ်တွေကဟန်နီဘယ်ဟာတရားရင်ဆိုင်မှုမပြုဘဲဖန်စီထိမ့်သိမ်းခံထားရတာကိုဆန္ဒပြတဲ့အနေနဲ့အဆောင်ငတ်ခံဆန္ဒပြခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ကျမ်းမာရေးအခြေအနေဆိုးရွားလာခဲ့ပြီးလက်ပြားနိုင်ငံကလည်းသူ့ကိုပြန်လွှတ်ပေးဖို့2023ခုနှစ်ကတရားဝင်တောင်းဆိုခဲ့ပူပါတယ်။အော်တိုဗာ18ရက်နေ့မှာတော့တရားရေးဝင်ကြီးဌာနကိုခေါ်ဆောင်ခံခဲ့ရပြီးနောက် တရားသူကြီးဆာဟာမက်မေတာကစစ်မေးခဲ့ပါတယ်။ထို့နောက်မှာတော့ဟန်နီဘယ်ကို အာမခံွေပေးဆောင်ပေးချိန်မှာပြန်လွတ်ပေးဖို့အမိန့်ချမှတ်လိုက်တာပါ။ယတနာရဲ့အဓိကအချက်ကတော့ဟန်နီဘယ်ကိုလွတ်ပေးဖို့အတွက်တောင်းဆိုလိုက်တဲ့အာမခံွေဟာအမေရိကန်ဒေါ်လာ7သန်းသန်းဖြစ်နေပါတယ်။ဟန်နီဘယ်ရဲ့ရှင်းနေဖွဲ့ထဲမှာချာဘယ်မီလက်အယ်ခူရီကတော့ဒီဆုံးပြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒီစီရင်ချက်က လုံးဝမဖြစ်နိုင်သလောက်ပါပဲ။ခန်နီဘယ်ဟာစနစ်ကြာထိမ့်သိမ့်ခံခဲ့ရပါတယ်။သူ့ကိုပြန်လို့ဖို့ဒေါ်လာ၁၇တန်းအာမခံငွေ တောင်းတာကယုတိမရှိပါဘူးလို့ရှင့်နေကပြောကြားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဟန်နီဘယ်မှာအာမခံငွေကိုပေးဆောင်ဖို့ငွေကြေးမရှိသလိုသူ့ရဲ့ဘဏ်အကောင့်တွေကိုပါဝင်ခွင့်မရှိအောင်တမိခံထားရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဟန်နီဘယ်ရဲ့တရားရေးအဖွဲ့ဟာအော်တိုဘာ၂၀ရက်နေ့မှာ ဒီဒေါ်လာဆက်သတန်းစီရင်ချက်နဲ့ပတ်သက်ပြီးအယူခံဝင်မှာဖြစ်ပါတယ်။လက်နော်တရားရုံးရဲ့ဆုံးဖြတ်ချက်မှာစဉ်းစားစရာခြွင့်ချက်တစ်ခုလည်းပါဝင်နေပါသေးတယ်။ဟန်နီဘဲကို ပြန်လွတ်ပေးခဲ့ရင်တောင်သူဟာနှစ်လအတွင်းလက်နော်နိုင်ငံကတွေထောက်ခါခွင့်တားမြစ်ခံထားရပါသေးတယ်။စစ်စေးကြနာမှုအပြီးမှာသူ့ကိုအချင်းစကန်းကိုပြန်ခေါ်သွားခဲ့ရပါသေးတယ်။ဟန်နီဘဲရဲ့တရားရေးခွင့်ဟာတရားရင်ဆိုင်မှုမပြုဘဲ ဆယ်စုနှစ်တခုကြာထိသိမ်းထားမှုနဲ့ပတ်သက်ပြီးလမ်နော့ဆရာကိုဂျနီဗာမှာအမှုဖွင့်ထားပါတယ်။ဒီကိစ္စကိုလာမယ့်လမှာဆွစ်ဇာလန်မှာဆွေးနွေးကြမှာပါ။လမ်နော့တရားရုံးကအခုလိုအမခံငွေအစမတန်တောင်းဆိုလိုက်ခြင်းဟာဟန်နီဘဲကိုတကယ်တမ်းပြန်မလွတ်ပေးလို့ပဲနိုင်ငံတကာတရားရုံးတွေရဲ့ဖိအားတွေကိုရှောင်ရှားဖို့အတွက်ဥပဒေကြောင်းအရအကြောင်းပြချက်တစ်ခုဖန်တီးလိုက်ခြင်းဖြစ်နိုင်တယ်လို့သုံးသပ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂရာဖီမီတာဆိုဟာ ုံခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းလက်ဘနွန်နဲ့တမိုင်းချောင်းအရတည်လဲမှုမရှိတဲ့ပဋိပက္ခတချို့ရှိခဲ့ပူပါတယ်။ဒါကြောင့်ဒေါ်လာ၁၇သန်းအယူခံဝင်မှုရလနဲ့ချင်းဒီဘာကတရားရေးဆွေးနွေးမှုတွေကနေကပဲဟန်နီဘဲဂရာဖီရဲ့အချင်းချာရဘဝကို အဆုံးသက်ပေးနိုင်မလားဆိုတာကိုစွန့်ဖြတ်ပေးသွားမှာပဲဖြစ်ပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်ညွှန်ဝေပေးခဲ့ပါဦးနော်။ အခုလို့စိတ်ဝင်စားစရာကောင်းမဲ့တပါရှိမြမရှိသတင်းများစွာကိုနားဆင်ဖို့သတင်းခေ channel ကိုလက်ကန် subscribe လေးလုပ်ပြီးဗိနာခါနိုဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတို့များအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေ